ဒီနေ့မှာဖះအကြောင်းကံသိင်းတွေကိုရောက်တဲ့အခါတို့တကံကမတွေအားလုံးသမင်းစီလေးကြတဲ့တန်ရှင်းတွေလုပ်ပေးကြသင်္ဃကုတီတွေကိုဆေးပေးကြတယ်အဲ့လိုဆေးပေးတန်ရှင်းလုပ်ပေး ပြုပြင်ပေးတဲ့အကျိုးတရားဘယ်နှပါရှိပါလဲဆိုလို့ရှိရင်မြတ်စွာဘုရားဝိနည်းပိဋကတ်ငါအုံမြတ်ဖြစ်တဲ့ပရိဝါဧကုတ်တရိကပါဠိမှာဟောရခဲ့တာရှိရဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်အလံငါလေးနဲ့မှတ်ထားလိုက်မိမိစိတ်ကြည်သူစိတ်ကြည်ရှိကြည်နဲ့ပြန်မေး စိတ်ကြည်ကြောင်းကံပြုလို့ရံရောက်ရံထဲ့နေပြေတဲ့နံပါတ်၁ကဘုရားကြောင်းကံဇီတိပထောအသိဉာဏ်ကိုရောက်တဲ့အခါတန်ရှင်းလို့တည်းဆိုရင်နံပါတ်၁သူများတွေထဲ့အရင်ကိုကစိတ်ကြည်လင်နေကိုလုံလိုက်တဲ့ကိုသမျက်စိလေးလိုက်တန်ရှင်းလုံလိုက်တဲ့နေရာကိုကြည့်ပြီးတော့ဘယ်သူမှမမြင်သေးခင်ကိုကိုယ်တိုင်အရင် မြင်ပြီးတော့စိတ်ထဲလေးကြည်လင်တယ်အငိမ့်ဆက်ဆုံးပြောမယ်ဆိုရင်မိမိအဲ့ရမိမိတို့အင်းကဘီဘိုးကြောင်မိမိရဲ့အဲ့ဒီကိုကြိုးစောတဲ့နေရာထိုင်ခြင်းတွေကိုအသင်ရှင်လှုပ်လိုက်တဲ့အခါကိုယ့်ရဲ့စိတ်မှာကြည်လင်တယ်လို့ရောက်လာတဲ့အဲ့ဒီတွေကလည်းစိတ်ရဲ့ကြည်လင်တယ်အဲ့လိုပဲဖရာဆောင်အကြောင်းကန်းစည်းဒီပထိုးတွေမှာလှုပ်လိုက်ပြီဆိုရင်တည်ငြိမ်သုံးရတဲ့ ဇေယရသင်္ကတော်ရှင်သူမြတ်တွေကလည်းစိတ်ကြည်လင်တဲ့ရောက်လာတဲ့ဥပဒကတိုင်းကတိုင်းကမှတွေကလည်းစိတ်ကြည်လေ။ဘာနဲ့သွားတူတယ်လဲဆိုရင်ကိုယ်အင်းလေးပန်းပန်းပြန်ပြန်လေးရှိနေရောက်လာတဲ့လူတွေကမပြောရင်တောင်မှဩဒီမိသားစုကအင်မတန်သန့်ရှင်းတာပဲဆိုပြီးတော့သူတို့လည်းစိတ်ကြည်လင်။အဲ့ဒါကနံပါတ်1အချိုးအားဖြင့်မိမိစိတ်တဲ့ကြည်လင်တယ်သူတို့များစိတ်တဲ့ကြည်လင်တယ်တဲ့မိမိစိတ်ကြည်သူစိတ်ကြည်ရှစ်ကြည်နဲ့ပြန်မေးတဲ့ အဲ့လိုဇေဒီပထိုးဖျားကြောင့်ခင်တွေမှာတန်ရှင်းလုံးလိုက်တဲ့အခါနတ်ပြန်မာတွေကလည်းရှစ်ခင်ကိုကိုကိုရှစ်ခင်မြင်းတို့နှစ်သိမ့်ကြတယ်တဲ့ဟာလားရှစ်ကျင်နတ်ပြန်မင်းစိတ်ကြည်ချောင်းကံစိတ်ကြည်ချောင်းကံပြုတ်လောက်ရန်စိတ်ကြည်ချောင်းကံပြုတ်လောက်ရန်ဆိုတာဘာကိုပြောပါမလဲဆိုလို့ရှိရဖြစ်လေရန်ဘောကတန်တရာခီးမှာနိဗ္ဗာန်ကိုမရမရှင်ကာလပတ်လုံးကျင်လေရတဲ့အချိန်မှာနော် ကိုယ်ကိုမြင်လိုက်တာနဲ့ကိုယ့်ရဲ့အသားအရေးအဆင်းကလှပါတယ်ရှုံးဝေးတယ်မျက်နှာတွေကျူးဆင်းပြီးတော့နုံနုံငယ်ငယ်ရှိတယ်တဲ့ပြောရမယ်ဆိုရင်ရုပ်အဆင်းရင်ကလှပါတယ်ပေါ့အမျိုးသားပဲဖြစ်ရဖြစ်ရအမျိုးသမီးပဲဖြစ်ရဖြစ်ရဗန္ဒရာခရီးကိုကျင်လေရတဲ့အခါရုပ်အဆင်းရင်ကလှပါတယ်တဲ့အဲ့ဒါကိုစိတ်ကြည်ချောင်းကံပြုလို့ရရောက်ရင်ချင်းနေပြီတဲ့နော် သိန်း900ခုသိန်းသိန်းသိန်း900ကုန်သိန်းတစ်ထောင်ကုန်သိန်းတစ်ပေါင်းကုန်အောင်လူတန်းမှာညပြေရောက်နေတာမဟုတ်ဘူးတမင်းစီလေးယုံနေလေညပြေရောက်နေနေတယ်ဖေယရှင်ကဟုတ်လားဖေယရှင်လက်ထက်တုန်းကလည်းကြောက်ဘူးရမှာစင်ရင်ပင်ပန်းညွှန်းညီပြီးတော့ကြောက်မှတောင်းဆိုင်ရတဲ့တကားကြီးတရဘာမှလူနိုင်တာမဟုတ်ဘူးအိမ်မှာတန့်ရှင်ရေလောက်တယ်အာ sorry ကျောင်းမှာတန်ရှင်းလုပ်တယ်မြင်းလုပ်တယ်ပေါင်းသိန်းတယ်ဟာလားအဲအဲ့လိုလုပ်ပြီးရဲ့အခါနေပြီးတော့ဝေယဝိဆာလုပ်လို့ပြီးရဟန်းတွေကဆွန်ချန်းကွန်ကန်ကြွေးတယ်အဲ့ဒါကိုစပြီးတော့မှတန်ရှင်းလုပ်တယ်အဲ့လိုနေရင်နေရင်ထိုင်ရင်နေသေးသွားတဲ့အခါကျတော့နေပြီရောက်သွားနေပြီရောက်တော့ပြီနေသားဘဝနဲ့ဖျားကိုလာလျှောက်တော့မှကြီးစဲလန်းလေးဖြစ်လာတာပေါ့ဒါကြောင့်တန်ရှင်းလုပ်တာသမင်းစီလေးတာအမြင်နှုတ်တာအောက်တန်းကြတဲ့အလောက် ဆင်းရဲသားတွေလောက်တဲ့အလုပ်လို့မချင်နဲ့နော်ဖေယောကြောင့်ကဇီတိပထောပါပနပါပငိင္ကအဆောက်ဦးတွေရောက်တဲ့အခါမှာတမင်းစီလေးရာတီလေးပဲမြတ်စွာဘုရားဟောတော်မူတဲ့အကျုံ၅ပါးကိုရနိုင်ပါလားလို့နှလုံးသွင်းရင်းနဲ့ဒီနေ့ဟာလားဘီတကဲတူလာတမင်းစီလေးရှောင်းအကျောင်းကိုတမင်းစီလေးလို့ရတဲ့အကျိုးတရား၅ပါးကိုတင်ပြလိုက်ရပါတယ်အောင်းလုံးကြံ့မှရှင်လန်းရှင်မြေကြပါစေ